ားတဲ့အတိုင်းပေါ့နော်။ဘာလို့လဲကျွန်တော်တို့တရားကိုကျွန်တော်ကိုယ်တိုင်ပေါ့နော်။ယုံကြည်သူတရားကိုတတ်တာပြန်ပြီးတော့လောကတော်ဆရာဆက်တဲ့အခါမှာဘယ်ရမလာလေးပဲတက်ရှင်ခဲ့တာ။ဘာတခုမှတလွဲချော်နေဘုရားနဲ့သွားခဲ့တာပေါ့နော်။ဘာလို့လဲကျွန်တော်တို့ဟိုဘယ်လိုပြောလဲမသိလို့ပြောတယ်တကယ်တော့ဒါမသိဘူးပေါ့နော်။တက်ရှင်ကကျွန်တော်တို့နောက်လာလိုက်တဲ့ပေးဆောင်လို့ပေါ့နော်။ကျွန်တော်တို့တကယ်ဘယ်လိုပြောလဲအကျိုးတို့မသိမှလည်းပဲလည်းမသာပြွားကြရတဲ့ဆရာကြီးကပြောတယ်။မင်းတို့လည်းကိုဘောကဘူးတို့စိတ်ဝင်စားရင်လည်းမင်းတို့မင်းတို့ လေးဘောတယ်မာကျွန်တော်တကယ်ကိုဘွားကစိတ်ဝင်စားခဲ့ဘောတော့ငါဘွားကစိတ်ဝင်စားတယ်တကယ်လက်ကဘတော့နဲ့တကယ်တရားထောင်ကြီးချိန်မှာတကယ်တော့ကိုဘွားကတကယ်ပြန်မလာဘောတော့ဖြစ်တယ်လို့နေခဲ့တဲ့အားကျွန်တော်ဒီလက်ဘတော့လည်းဒဇန်အမမကြီးခဲ့ဘူးနော်အဲ့တော့ကျွန်တော်တရားကြီးလာနာတယ်တရားကြီးလာဆရာနဲ့အပေါ့တရားကြီးဟောတယ်နှစ်ပေါ့ဟောတယ်ဆရာဆိုင်ကလည်းနှစ်ပေါ့ပဲဘီလိုနဲ့နှစ်ပေါ့အပေါ့ပြောတော့ဘီလိုခြာလက်ပဲလေဟာတကယ်ရဟုတ်လားကျွန်တော်တို့တရားဥပဒနာတရားဥမကြည့်ရင်တော့ ဖြစ်လာလိုက်ပါလိမ့်မယ်မရှိတဲ့ပုံပဲကို့ပြန်ထင်လာကြည့်ခရိယသက်တာကြီးတယောက်လူယူတဲ့သက်တာကြီးကဘာလိမ့်မယ်မရှိဘူးခုကိုပြန်ထင်လာကြည့်တဲ့အချိန်လေးကုန်တယ်တကယ်တော့ဘာအရင်းမရှိဘူးခုကလည်းဘောကျန်တာဖတ်လိုက်ခါမှာဟောငါတို့ရဲ့သက်တာတကယ်ဟိုဘာမှလည်းမရှိဘူးဘောနော်တကယ်ဘောနော်ကျွန်တော်တို့လုံးဝတွေဖတ်ရှုပြီးတော့တကယ်လက်တွေ့လိုက်ရှောက်တဲ့အခါမှာကျွန်တော်တကယ်ကျွန်တော်ဒီခန္ဓာကိုယ်ကြီးက ကျွန်တော်လောကဘက်တော့ပဲကျွန်တော်ပြီးစုနေပြီဆက်တာခဲ့ဘူးเนาะဒီလောကတော့ပဲဒီလောကအရာတော့ပဲဒီထံမှာဒီခြင်းပေါ့ဆုံးမသေးခြင်းဆိုတဲ့အရာကြီးပြည်မြင်လာတော့ပြည်မြင်လာတဲ့အခါမှာတကယ်လဲကျွန်တော်တို့လောကဘက်ကိုလှည့်တဲ့အခါမှာလည်းဘာလို့လဲကျွန်တော်တို့ကျမ်းမာရေးချုပ်တဲ့အခါတကယ်လောကဘက်လှည့်ဟန်တိတာလည်းသိရမလားဒီခန္ဓာကိုယ်ဘုရားခင်ဗိမ္မာန်တော်ဖြစ်တယ်တချို့ကတော့ကျွန်တော်တို့ကဂျိမ်းမွတ်တဲ့ခါခန္ဓာကိုယ်ကြီးကိုဒီလောကဘက်မှာကျော်သူလည်းပျော်ရွှင်မှုတော့ကျော်လိုက်ခဲ့ပြီကျွန်တော်လည်းတကယ်ညီသက်ချင်းကိုချပွဲလို့ညံ့ညီသက်တာလည်းကြိုက်တယ်ဘယ်မှာလဲ မနေ့ဖြစ်ခြင်းငင်းငယ်တောင်လူကြီးနဲ့လူရောက်ဖြစ်တယ်။ဒါပေမဲ့အဲ့ငင်းငယ်ကိစ္စဘုရင်နဲ့ဘာဖြစ်သွားလဲ။တယောက်တည်ချင်းကိုရောက်တော့နောက်ဆုံးတည်ချင်းကိုရောက်ဖို့ပဲလမ်းစာရှိတော့တယ်လေ။အဲ့ဒီမှာဘုရားကနောင်တလည်းနဲ့ပြန်ပူဆောင်လို့နော်ကိုယ်ကိုယ်တိုင်ကတော့ခဏလောဘရဲ့ရည်ရွယ်ချက်မှာဟုတ်တယ်လို့မှန်သောလက္ခဏာပဲ။အဆုံးမှာတည်ချင်းမှာသူကတည်ချင်းကိုနောက်ချက်ဖို့အဲ့ဒါကိုကြောက်ဖို့လိုက်။ညာဘက်အိမ်မပြောတော့ဘူး။ဘောလုံးဆိုင်ကိုဖောက်သွား၃နိုင်၄နိုင်အောင်ရောက်လို့ဘာလို့ဒီလောကကြီးတည်ချင်းသွားရှာတာ။ ်တော့နေနေချင်းပါလေကျွန်တော်ဘာသာရေးတည်တယ်ဗောနော်ကျွန်တော်ဒီကိုကုန်တည်တယ်ဗောလောကဖြစ်တာဖြစ်တာလည်းအားလုံးတည်တယ်ဗောလောကရေးနေချင်းကဒီလိုလောကမှာလည်းနေရှာဖွေနေကြတာဗောအကုန်လုံးပြုဘာတွေအသက်တွေမှာတကယ်ပတ်သက်ရေးလို့ဆိုအကောင်းသားတကယ်ဟာရင်လည်းပြုစီမှုရှာရတယ်ဒီတို့စဉ်းကျင်တယ်ဘူးမှဘယ်ဥစ္စာတွေမှစဉ်းကျင်တယ်ဘူးခံနိုင်ကြဘူးနော်အားလုံးကစိတ်ချမ်းသာကိုတကယ်မှန်နေတာဒီကေလို့ဖြစ်တာအားလုံးနေရတဲ့သားတွေကိုကျွန်တော်ကိုယ်တိုင်လည်းတကယ်အဲ့ရောက်ရှာဖွေရမှာအားလုံးတတိယမှာတည်ခြင်းနောက်ဆုံးပြမယ်ရပါတယ်ဒါမှမဟုတ်ကျွန်တော်ဒီခဏ ဘုရားကနေပြန်ပြီးဆက်ပြပြီးအနန္တရဲ့ခါမှာဘုရားကရဲ့ခါနဲ့ကျွန်တော်ကိုဆားတဲ့ဒီလိုဘွက်တော်ကဉာဏ်ဉာဏ်မပြည့်စုံအောင်မိတော်သူမင်္ဂလာရှိရမြင်မတရားသောလူဤလမ်းကိုမတိုင်းလေလူဆိုးတို့ဤလမ်းရင်မရက်မနေမတိမဲ့ပြီးရစည်းကိုမထိုင်ဟာအဲ့မှာကျွန်တော်လုံးဝကျုံးလို့လူဘွက်တော်ကကျွန်တော်ကိုလုံးဝမနစ်ဖြစ်ပါဘူးเนาะကျွန်တော်ဆရာတို့အားပေါင်းပြောတယ်ကျွန်တော်လည်းမပြောနိုင်ဘူးကျွန်တော်မယုံကျွန်တော်မရဘူးဆရာတော့ကောင်းကြီးရပါတယ်သူပြောပြောသူသက်သေကံကြီးကသူကိုယ်နဲ့လက်တွေ့ရတဲ့အတွက်ကောင်းကြီးကလည်းရပါတယ် ော့အဲ့တော့ကျွန်တော်တကယ်ကိုယ့်ကိုပြီးပါဟာလို့ငါငါဒီငါကိုငါကဘောကငါစိတ်ဝင်စားဆိုတော့ငါသွားပြီးငါတီးနေရှင်းနေတဲ့တီးနေလူတီးရဲ့လို့ငါဒီကမရှိဘူးလားအဲ့တော့ညလည်းဟိုကကန်ကြီးတော့ဆရာမတွေဖုန်းဆက်လာတော့အဲ့ကသူပြောပါလေဆရာအာသူကလည်းဒီဘာသာကြီးတယ်ဘောနော်အဲ့ဒီမစင်ပါဆိုတော့တရားပါတယ်စိုက်ကိုထတာဖောက်လာတယ်ဘူးသူကလည်းဟိုပြည့်ရမလားဖះကိုသူတို့ကလည်းရှင်သူလိုမျိုးကလေးဘောနော်ကျွန်တော်အဲ့မှာပြောလိုက်တာဘောနော်ဘာဆို ကျွန်တော်တို့အားကိုးလို့မရဘူးကျွန်တော်တို့ဘာမှမဟုတ်ဘုရားလည်းမဟုတ်ကျွန်တော်တို့ဘာမှမဟုတ်ဘူးကျွန်တော်လူလေးလို့ဘုရားအားကိုးမရဘုရားယုံမှာဘုရားမယုံဘုရားလည်းဘာမှမတတ်နိုင်ဘူးသူကျွန်တော်အဲ့လိုတည့်ကခဏခဏအဲ့ဒီအဲ့ကြောင့်လည်းကြားနေတော့ကျွန်တော်လည်းအဲ့လိုပဲပြောနေတယ်ဗျနော်အဲကျွန်တော်ကကိုယ်တိုင်တကယ်တိုင်းချောင်းမရမယ်တိုင်းမချောင်းရင်မရဘူးအဲကြောင့်လောကမှာလည်းလုံးရမလုံးမရအဲအဲ့ဒီအရာကိုတော့မြေတွေပါတယ်ကျွန်တော်အဲ့ဒီလိုလေးအများကြီးသက်သေခံရမှာမဟုတ်တော့အားလုံးပဲဟိုဒီဘယ်လိုပြောလဲကိုယ့်ရဲ့ ဒီမိသားစုတွေကိုယ်တကယ်လည်းအမှန်တမ်းပြောရင်သူကြည့်ကိုခံဟုတ်တော့ကျွန်တော်ယုံနေတာဖြစ်တယ်ဗျာကျွန်တော်မေတ္တာနဲ့ပါပြီးတော့အမှုလေးတွေကိုဆွေးနွေးဟဲ့လားပါလိဒီမေတ္တာဒီဦးရဲ့မေတ္တာပါမရသူကြည့်ကိုဝက်ခံကျွန်တော်ကိုယ်တိုင်ကောင်းကောင်းနားလည်ပါအဲ့ရောက်နေတယ်ကိုယ့်ကိုတန်ဖိုးထားပါတန်ဖိုးမထားရင်လည်းကိုယ့်ဖြစ်ကိုယ်ခံမင်းတို့ဖြစ်ဖြစ်မေခံပါတရားအိုင်ဒီယာကိုကျွန်တော်တွေ့ပါတယ်ဟောဒီလူကတော့တရားဖြစ်ပဲဘုလို့အကြွက်လဲအာလိုတရားကိုနားရင်မြတ်တော်မဟုတ်ဘူးတရားကိုလိုက်ပြီးတော့ကျင့်ရမယ်ဘယ်လိုကျင့်ရမလဲပြည့်ညက်တရားလည်းကျင့်ရမယ်တကယ်ယုံကြည်ချက်စိတ်နဲ့တကယ် တတိရှောင်းမယ်အရာပဲအဲ့ရလွတ်မြောက်တဲ့အရာပဲကျွန်တော်ပြင်လာတဲ့အရာပြပြီးတတိခံရအောင်နော်ဒီလိုလေးဘာသာပါလဲလို့